ကွန်ပျူတာအသုံးပြုသူတိုင်းမဖြစ်မနေသိထားသင့်တဲ့ run command 5ခုကိုကျွန်တော်ဒီသင်ခန်းစာလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်။ run command ဆိုတာဘာလဲဆိုရင်တော့ကွန်ပျူတာကိုတစ်ခုခုလုပ်ဖို့ရာအတွက်အမိန့် command လေးတွေပေးပြီးတော့မှခိုင်းစေတဲ့သဘောလေးဖြစ်ပါတယ်။ကျွန်တော်တို့ကွန်ပျူတာရဲ့ setting တနည်းအရာကိုသွားကြည့်နေဆိုရင် သူနဲ့သက်ဆိုင်တဲ့ကွန်မန်းလေးရိုက်ထည့်ပြီးတော့မှအလွယ်တကူပဲအန်တာခေါက်လိုက်တာနဲ့တပြိုင်တည်းအဲ့ဒီနေရာလေးကိုချက်ချင်းတက်ပြီးတော့မှရောက်သွားမယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကကွန်မန်းလေးတွေကိုမသုံးတတ်ဘူးဆိုရယ်နော်အဲ့ဒီနေရာကိုရောက်ဖို့ရာအတွက်ကျွန်တော်တို့တစင်ချင်းလိုက်ပြီးတော့မှဝင်နေရမယ် ဒါကြောင့်ကျွန်တော်တို့ကကိုလုပ်ငန်းလုပ်တဲ့အကောင်မှာလဲကို့အတွက်အချိန်တွေကြာနိုင်တယ်ပေါ့ဒါကြောင့်ကျွန်တော်တို့က recommend လေးတွေအသုံးပြုတတ်ခြင်းအပြင်ကိုကွန်ပျူတာသုံးရတာလဲပို့ပြီးတော့မှမြန်ဆန်မှုတွေရှိလာမှာဖြစ်ပါတယ်ဒီတော့ recommend ကိုကျွန်တော်တို့ကသုံးလို့ရတဲ့ comment လေးတွေကအများကြီးပဲရှိတယ် အဲ့ဒီထဲကနေပြီးတော့မှအသုံးအများဆုံးနဲ့ကျွန်တော်တို့အသုံးအဝယ်ဆုံးဖြစ်တဲ့ run command လေး၅ခုကိုစုစည်းပြီးတော့မှကျွန်တော်တရက်သင်ခန်းစာလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်။ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက်ကျွန်တော်တို့ဒီမှာ run command ဖောက်လေးကျွန်တော်တို့ခေါ်လိုက်ပါမယ်။ run command ဖောက်လေးကြာလာဖို့ရာအတွက်တော့ keyboard ကနေပြီးတော့မှ window key နဲ့ r နဲ့ကိုကျွန်တော်တို့တွဲနှိပ်ပေးရပါမယ်။ keyboard ကနေပြီးတော့မှ window logo ခလုတ်လေးနဲ့ r နဲ့ကိုကျွန်တော်တို့တွဲပြီးတော့မှနှိပ်လိုက်ပါမယ်။ လှဲလိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ run ဆိုတဲ့ကျွန်တော်တို့ဘောင်လေးကြာလာပါလိမ့်မယ် run ဆိုတဲ့ဘောင်လေးကြာလာပြီဆိုရင်တော့နံပါတ်1ကျွန်တော်တို့ run command လေးတစ်ခုကတော့ app wiz.cpr ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးရပါမယ် ဒီ AI run command လေးတွေကကျွန်တော်တို့အမိန်ပေးခိုင်းစေတဲ့ပုံစံလေးတွေဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ရိုက်ထည့်တဲ့စလုံးလေးတွေကစလုံးပေါင်းတပ်ပုံတွေကျွန်တော်တို့လွဲလို့မရပါဘူးသူ့ရဲ့စလုံးလေးဆိုရင်ကျွန်တော်တို့မမှန်ကန်ကန်လေးလိုက်ပြီးတော့မှရိုက်ထည့်ပေးရပါမယ်နံပါတ်1တကူကတော့ကျွန်တော်တို့ appwiz.cpn ဆိုပြီးတော့မှရိုက်ထည့်ပေးရပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ enter လေးခေါက်လို့ရတယ် okay ကိုနှိပ်လို့လည်းရပါတယ် ဒီကကျွန်တော်တို့ abpwiz.cpn ဆိုတဲ့ run command လေးရတော့ကိုယ့်ရဲ့ computer မှာအသုံးမလိုအပ်တဲ့ software လေးတွေကိုဖြုတ်ချခြင်းတဲ့အကောင်မှာကျွန်တော်တို့အသုံးပြုလို့ရတဲ့ run command လေးဖြစ်ပါတယ်။ဒီကနေရာလေးမှာဆိုရင်ကျွန်တော်တို့ဒီမှာ abpwiz.cpn လို့ရိုက်ထည့်လိုက်တယ်။ enter လေးခေါက်လိုက်တာနဲ့တပြိုင်တည်း uninstall or change a program ဆိုတဲ့ဒီကနေရာလေးကိုရောက်သွားပါတယ်။ဒီထဲကနေပြီးတော့မှကျွန်တော်တို့ကိုယ့်ရဲ့ computer ထဲမှာအသုံးမလိုအပ်တဲ့ software လေးတွေရှိတယ်။ ကိုယ့်ရဲ့ computer ထဲကနေပြီးတော့မှ uninstall လုပ်ချင်တဲ့ software လေးတွေရှိတယ်ဆိုရင်ကျွန်တော်တို့အဲ့ software လေးပေါ်မှာ select လေးပေးမယ် right click လေးနှိပ်ပြီးတော့မှ uninstall ဆိုတာလေးကိုလုပ်လိုက်တာနဲ့တပြိုင်တည်းကိုယ့်ရဲ့ computer ထဲမှာရှိတဲ့ကိုမလိုအပ်တဲ့ software လေးတွေကကျွန်တော်တို့ uninstall လုပ်ပြီးသားလေးဖြစ်သွားမှာဖြစ်ပါတယ်ဒီနေရာကိုရောက်ဖို့ရာအတွက်ကျွန်တော်တို့က run command ကိုမသုံးတတ်ဘူးဆိုရင်တော့ step by step လေးကျွန်တော်တို့ဝင်ပေးလို့ရပါတယ် စတက်ထဲကနေပြီးတော့မှကျွန်တော်တို့ control ဆိုပြီးတော့ရိုက်ထည့်မယ်အပေါ်မှာတွေ့နေရတဲ့ control panel ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်ပေးရပါမယ်ဝင်ပြီးသွားပြီဆိုရင်တော့ဒီရဲ့ view button ဆိုတဲ့နေရာမှာ flash icon ဖြစ်နေပါတယ်ဒီနေရာမှာကျွန်တော်တို့ category ကိုရွေးပေးရပါမယ်အစောနားနေရာလေးကိုရောက်ဖို့ရာအတွက်တစ်စင်ချင်းဝင်ခြင်းနဲ့ဆိုရင်တော့ control panel ထဲကနေပြီးတော့မှအခုဒီရဲ့ program ဆိုတဲ့အထဲကနေပြီးတော့ install program ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ဝင်ပေးရမှာဖြစ်ပါတယ် ဒီလိုမျိုးကျွန်တော်တို့ကတဆင်ချင်းတွေဝင်နေတဲ့အတွက်ကျွန်တော်တို့အတွက်အချိန်တွေရမ်းကြတယ်ဒါကြောင့်ကျွန်တော်တို့ run out ထဲမှာ appwiz.cpr ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးလိုက်မယ် enter လေးကောက်လိုက်တာနဲ့တပြိုင်တည်းအဲ့ဒီနေရာလေးကိုတန်းပြီးတော့မှရောက်ရှိသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ပထမဆုံး run command လေးတစ်ခုဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ဒီရဲ့ command လေးကိုနားလည်မယ်လို့ထင်တယ်ပြီးရင်နောက်ထပ်ကျွန်တော်တို့ဒုတိယ command လေးတစ်ခုကတော့ကျွန်တော်တို့ dhdiag ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးရပါမယ် ကျွန်တော်တို့မြင်ကွင်းလေးချက်ပြပေးသွားပါမယ်ဒုတိယ run command လေးတစ်ခုကတော့ DHDIAG ဆိုပြီးတော့မှရိုက်ထည့်ပေးရပါမယ်ဒါကတော့ကျွန်တော်တို့ direct diagnostics tool ဆိုတဲ့နေရာလေးပါကျွန်တော်တို့ကိုယ့်ရဲ့ computer system model တွေကိုယ့်ရဲ့ computer မှာ CPU ကဘလောက် RAM ကဘလောက်ဒါတွေကျွန်တော်တို့ကသိကျင်နေဆိုရင်တော့ကိုယ့်ရဲ့ computer Windows specification တွေကိုကြည့်ကျင်နေဆိုရင်တော့ကျွန်တော်တို့ဒီရဲ့ RAM ပေါက်ထဲမှာ DHDIAG ဆိုပြီးတော့မှရိုက်ထည့်ပေးရပါမယ် ပြီးတော့ပြီဆိုရင်တော့ okay လေးနှဲလိုက်တာနဲ့တပြိုင်တည်းကိုယ့်ရဲ့ computer windows specification ဖောက်လေးကျွန်တော်တို့ကြာလာမှာဖြစ်ပါတယ်။ဟောဒီရဲ့ computer လေးမှာဆိုရင်ကျွန်တော်တို့ operating system မှာ windows 10 pro 64ပဲပေါ့နော်။ဒါလေးတွေသူ့ရဲ့ system model တွေဘလောက်ဆိုတာကြီးလို့ရမယ်။ CPU ကကျွန်တော်တို့ core i37 channel ဆိုပြီးတော့မှဒါတွေကြီးလို့ရမယ်။ memory ram ကကျွန်တော်တို့ 8GB ပါတယ်ဆိုတာလေးတွေကိုကြီးလို့ရတယ်။ဒါလေးတွေကိုယ့်ရဲ့ computer နဲ့သက်ဆိုင်တဲ့ windows specification လေးတွေကိုကျွန်တော်တို့ကြည့်ချင်တယ်ဆိုရင်တော့ ramp out ထဲမှာကျွန်တော်တို့ဒီမှာ TSDIAG ဆိုပြီးတော့မှရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ဒုတိယ command လေးတစ်ခုဖြစ်ပါတယ်။နောက်ထပ်ကျွန်တော်တို့တတိယ command လေးတစ်ခုကတော့ CLEAN MGR ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးရပါမယ်။ clean MGR ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးရပါမယ်။ဒီကကျွန်တော်တို့ command လေးရတော့ကိုယ့်ရဲ့ computer မှာမလိုအပ်တဲ့ file တွေကျွန်တော်တို့ဖြတ်ချင်လဲဆိုရင်တော့ clean mgr ဆိုပြီးတော့မှရိုက်ထည့်ပေးရမှာဖြစ်ပါတယ် တချို့ကွန်ပျူတာတွေမှာကကျွန်တော်တို့ hard disk တွေကကိနနေလေးတွေပဲရှိတဲ့အတွက်ကိုကသုံးတာတော့ဘယ်လောက်မှမသုံးရသေးဘူးဒါပေမဲ့ကျွန်တော်တို့ဒီသုံးတာတော့နည်းနည်းလေးပဲရှိသေးတယ်အဲဒီ software လေးတွေသင်သွင်းထားတာလေးလည်းနည်းနည်းလေးပဲရှိသေးတယ်ဒါပေမဲ့ကိုယ့်ရဲ့ကွန်ပျူတာမှာရှိနေတဲ့ hard disk တို့ SSD တို့ကကျွန်တော်တို့ key လေးတွေနည်းနည်းလေးပဲပါတဲ့အတွက် ကဲရပြည့်နေတာမျိုးတွေရှိတယ်ပေါ့နော်။ဒါကြောင့်ကိုယ့်ရဲ့ကွန်ပျူတာထဲမှာကျွန်တော်တို့အသုံးမလိုအပ်တဲ့ file တွေကိုဖြတ်ချင်နေဆိုရင်တော့ကျွန်တော်တို့ဒီရဲ့ RAM box ထဲမှာ clean mg ရဆိုပြီးတော့ရိုက်ထည့်ပေးရပါမယ်။ပြီးရင်တော့ကျွန်တော်တို့ okay လေးနှိပ်လိုက်မယ်။နှိပ်ပြီးသွားပြီဆိုရင်တော့ဒီမှာ partition လေးတွေကိုရွေးလို့ကျွန်တော်တို့ရပါတယ်။ C တို့ D တို့ E တို့ပေါ့နော်။ဒါလေးတွေကိုကျွန်တော်တို့ရွေးလို့ရတယ်။ကိုကဘယ်ထဲမှာရှိနေတဲ့ ပေပါတေးရှင်းထဲမှာရှိနေတဲ့မလိုအပ်တဲ့ file တွေကိုဖြတ်ချင်တာလဲ C တွေရ file တွေကိုဖြတ်ချင် C ကိုယူမယ် D တွေရ file တွေကိုဖြတ်ချင် D ကိုယူမယ်ကျွန်တော်တို့ကတော့ဒီမှာ C တွေရ file တွေကိုပဲဖြတ်လိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့က C ကိုယူထားလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ OK လေးနှိပ်လိုက်မယ် OK နှိပ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ disk left F4 ဆိုတဲ့ဒီကကျွန်တော်တို့ဘောက်လေးကြလာပါလိမ့်မယ်အော်ဒီထဲမှာကျွန်တော်တို့က temporary ဒီ internet file တွေရှိမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ window ကနေပြီးတော့မှ အဲ့ဒါတက်လာတဲ့ကျွန်တော်တို့ file တွေရှိမယ်ပေါ့ဒီမှာသူကတခါတယ် mega byte တွေနဲ့ကျွန်တော်တို့ပြပေးနေတယ်ပေါ့နော်ဒီတော့ကိုယ့်ရဲ့ computer set တွေဘာတွေဟန်းနေတဲ့အခါမှာဆိုရင်လေဒီရဲ့ကျွန်တော်တို့ clear mgr ဆိုပြီးတော့ run command လေးရိုက်တဲ့ပြီးတော့ဖြတ်လို့ရပါတယ်ဒီတော့ဒီရဲ့ရှေ့မှာကျွန်တော်တို့ကအကုန်လုံးအမှန်ချင်လေးတွေကျွန်တော်တို့ပေးထားပြီးတော့မှ okay လေးနဲ့လိုက်ပါမယ် delete file နဲ့ဒီ file လေးတွေကိုဖြတ်မှလာတယ်ကျွန်တော်တို့ computer မှာ df file တွေကအသုံးမလိုအပ်တာဖြစ်တဲ့အတွက်ဖြတ်လိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့ delete file ဆိုတာလေးနေလိုက် တလီနေလိုက်တာနဲ့တပြိုင်တည်း cleaning address ဆိုပြီးတော့မှသူက drive ကို cleaning လုပ်ပေးသွားပါလိမ့်မယ်ဒီမှာကျွန်တော်တို့အစိမ်းနှမ်းလေးပြေးသွားလိမ့်မယ်ခဏလေးကျွန်တော်တို့ပြည့်အောင်စောင့်ပေးရပါမယ်ကိုယ့်ရဲ့ computer ထဲမှာကျွန်တော်တို့ဒီရဲ့ cleaning လုပ်ရတဲ့ file တွေကအများကြီးပဲဆိုရင်တော့ဒီနေရာလေးမှာအချိန်နည်းနည်းလေးကျွန်တော်တို့ကြာကြာလေးစောင့်ပေးရပါမယ်။လက်ရှိကျွန်တော် computer မှာတော့ကျွန်တော်ကခဏခဏ computer ကိုဒီတန်ရှင်းလုပ်ပေးတဲ့အတွက် file တွေလည်းအများမများသေးတဲ့အတွက်ကျွန်တော်တို့တန်းပြီးတော့မှပြည့်သွားတယ်ပေါ့နော်။ဒါကတော့ကျွန်တော်တို့ number Grand Command လေးဖြစ်တဲ့ Clay MGR ဆိုပြီးတော့မှရိုက်ထည့်ပေးရတာဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့ဒီထိနားလည်လောက်မယ်လို့ထင်ပါတယ်။နောက်ထပ်ကျွန်တော်တို့ Number 4 Rank Command လေးတစ်ခုကတော့ Device Manager တဲ့ကိုဝင်တဲ့ Rank Command လေးဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ DEV MGMD .msc ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးရပါမယ်။ လုံးပေါင်းလေးတွေတော့ကျွန်တော်တို့သင်္ချာလေးကြည့်ပြီးတော့မှရိုက်မှအဆင်ပြေပါလိမ့်မယ်ပေါ့နော်စလုံးပေါင်းတွေလွဲတယ်ဆိုရင်သူကအန်တာခေါက်လိုက်တာနဲ့တပြိုင်တည်းအဲဒါပေါက်တွေကျလာပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ကဒီရဲ့ run command လေးရတော့ dev mgmd.msc ဆိုပြီးတော့မှရိုက်ထည့်ပေးရပါမယ်ဒါကတော့ကျွန်တော်တို့ကတပိုင် manager လေးကိုဝင်ဝင်လို့ရတယ် run command လေးဖြစ်ပါတယ် okay လေးနဲ့လိုက်တာနဲ့တပြိုင်တည်းဒီမှာကျွန်တော်တို့တပိုင် manager ဆိုတဲ့အထက်ကိုရောက်သွားပါတယ် ဒီရဲ့ကျွန်တော်တို့ device manager ဆိုတာကတော့ကိုယ့်ရဲ့ computer ထဲမှာတက်ဆင်ထားတဲ့ hardware device တွေအားလုံးကိုကျွန်တော်တို့တွေ့ရမဲ့နေရာလေးဖြစ်ပါတယ်ကိုယ့်ရဲ့ computer ကကျွန်တော်တို့ internet network တွေကျွန်တော်တို့မရနေတာလားအသံတွေမကြားနေရတာလားသူ net သက်ဆိုင်တဲ့ကျွန်တော်တို့ဒီ driver တွေကိုကျွန်တော်တို့အဖြစ်အတက်လောက်ချင်တဲ့အခါမျိုးမှာဆိုရင်တော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ဝင်ပြီးတော့မှပြင်လို့ရတဲ့နေရာလေးဖြစ်ပါတယ် device manager ကိုလည်းကျွန်တော်တို့တော်တော်များများသိလောက်မယ်လို့တော့ထင်ပါတယ်ဗောနော်အခုဒါကတော့ကျွန်တော်တို့ device manager တွေကိုဝင်ချင်တဲ့ဆိုရင်တော့ RAM box ကနေပြီးတော့မှ dvmg.md.ms ဆိုပြီးတော့ရိုက်ထည့်ပြီးတော့အလွယ်တကူကျွန်တော်တို့ဝင်လို့ရပါတယ်ပြီးရင်ကျွန်တော်တို့နောက်ထပ်နံပါတ်5ကျွန်တော်တို့ run command လေးရတော့ဒီ disk management လို့ခေါ်တဲ့ကွန်ပျူတာရဲ့ကျွန်တော်တို့ hard drive တွေ ssd တွေရှိလို့ရှိတဲ့ကျွန်တော်တို့နေရာလေးတွေကိုဝင်ကြည့်လို့ရတဲ့နေရာလေးဖြစ်ပါတယ်ဒီတော့သူ့ကိုကျွန်တော်တို့ကဒီမှာ diskmgmd.msc ဆိုပြီးတော့မှရိုက်ထည့်ပေးရပါမယ် disk management ဆိုပြီးတော့မှ ျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ် tisg.mgmt.msc ဆိုပြီးတော့ရိုက်ထည့်ပေးမယ်ပြီးရင်တော့ကျွန်တော်တို့ okay လေးနဲ့လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာ dish management ဆိုတဲ့ဒီရဲ့ပေါက်လေးကြာလာပါတယ် ဒီ app ထဲမှာဆိုကျွန်တော်တို့ကိုယ့်ရဲ့ computer ထဲမှာ hard disk တုံးထားလား SSD တုံးထားလားကျွန်တော်တို့ hard disk က block key ပါလဲဒီနေရာလေးတွေမှာကျွန်တော်တို့ကြည့်လို့ရတယ်ပြီးရင်ကျွန်တော်တို့ကိုယ့်ရဲ့ computer မှာ partition လေးတွေပြန်ပြီးတော့မှ C တို့ D တို့ E တို့ပြန်ပြီးတော့မှခွဲချင်တယ်ဆိုရင်လည်းကျွန်တော်တို့ဒီရဲ့နေရာလေးမှာပဲလာပြီးတော့မှခွဲပေးရတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ disk management ဆိုတဲ့ကျွန်တော်တို့နေရာလေးတွေကိုဝင်လို့ရတဲ့ run command လေးဖြစ်ပါတယ် disk mgmd တော့အမစီဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်တကယ်လို့ကိုကဒီရဲ့နေရာလေးကိုတော့ဝင်ကျင်တယ် run command လေးကိုလည်းကျွန်တော်တို့ကမသုံးတတ်ဘူးဆိုရင်တော့ step by step ဝင်ပေးရပါတယ်ဘယ်ကနေဝင်ရလဲဆိုရင်တော့ကျွန်တော်တို့ step ထဲကနေပြီးတော့မှ control ဆိုပြီးတော့ရိုက်ထည့်မယ် control panel ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်ပေးရပါမယ် control panel ထဲကနေပြီးတော့မှဒီမှာ view by ဆိုတဲ့နေရာလေးမှာ category ဖြစ်နေပါလိမ့်မယ်ဒီရဲ့နေရာလေးမှာ large icon ဆိုတာလေးကိုရွေးပေးထားမယ် ပြီးရင်တော့ကျွန်တော်တို့ဒီမှာ administrative due ဆိုတဲ့အထက်ကိုဆက်ပြီးတော့မှဝင်ပေးရပါမယ်။ဒါကတော့ကျွန်တော်တို့တစင်ချင်းဝင်လို့ရတဲ့နည်းလမ်းလေးဖြစ်ပါတယ်။ administrative due တွေကနေပြီးတော့မှ computer management ဆိုတဲ့အထက်ကိုဆက်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ်။ဟောဒီကကျွန်တော်တို့ computer management ဆိုတဲ့ဘောက်လေးကြာလာပြီဆိုရင်တော့ dish management ဆိုတဲ့အထက်ကိုဆက်ပြီးတော့ဝင်လိုက်ပါမယ်။ဟောဆောနာကကျွန်တော်တို့ run command လေးရိုက်ထည့်ပြီးတော့မှဝင်တဲ့ကျွန်တော်တို့နေရာလေးကိုပဲချက်ချင်းတန်းပြီးတော့မှရောက်သွားမှာဖြစ်ပါတယ်။ ဒါဆိုကျွန်တော်တို့နားလည်မယ်လို့ထင်ပါတယ်ဒီဟာဒါတော့ကျွန်တော်တို့ကွန်ပျူတာအသုံးပြုတဲ့သူတိုင်းမဖြစ်မနေသိထားသင့်တယ် run command လေး၅ခုဖြစ်ပါတယ်ကိုကိုရိုင်းလက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါလေ့လာကြည့်ပေးပါအကယ်၍ကိုကိုရိုင်းလေ့လာတဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ကိုပြန်ပြီးတော့မှမင်းပြန်ပေးလို့ရပါတယ်အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ